ကဲမင်္ဂလာပါမျိုးတို့ရေကျွန်တော်လည်းပြီးခဲ့ပါကเนาะနှစ်ရက်လားကျွန်တော်ပြပေးနိုင်ပြီတော့ကျွန်တော်ကျွန်တော်ကျမ်းမာရေးရနားရရတယ်ပေါ့เนาะအဲကျမ်းမာရေးရအောင်ရောเนาะအောင်ရောလည်းဖြစ်တယ်နောက်တော့တခါတားနေရတာပြည့်တဲ့ခါကျတော့ကျွန်တော်အောင်ရောကမခံနိုင်ဘူးပေါ့เนาะကဲအဲ့တော့ကျွန်တော်တို့20လေးပဲဒီတစ်ပတ်တော့20လေးပဲစမယ်ပြเนาะကျွန်တော်ပြီးခဲ့ပါကတော့ Viber မှာတော့တော်တော်များများအောင်ကျွန်တော်ပေးနိုင်တယ် Viber ကတော့ ဟိုနေမကောင်းနေလဲဒီလိုအတန်နဲ့ပြောရတာမဟုတ်ဘူးသူကကပ်ပဲထုတ်ပေးရဖြစ်တဲ့အတွက်ကျွန်တော်ကပ်ကလေးထုတ်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 ပေးတယ်เนาะတော်တော်များများအောင်မြင်မှုရကြတယ်ပေါ့เนาะကဲအဲ့တော့ကျွန်တော်တို့20လေးစမယ်ဗျ20လေးဆိုရင်ကျွန်တော်ဘယ်အစမလဲဆိုရင်26 3ညာလေးရစမယ်ဗျ26 3ညာလေးနေ3ညာခွန်3 6 7 6 6162ဒါကတော့ကျွန်တော်တို့ရိုးရိုးလေးပါပဲเนาะရိုးရိုးလေးပဲเนาะ20ဒီကတော့ ရိုးရိုးလေးရိုးရိုးလေးဆိုတာကြိုက်ရင်လည်းယူမကြိုက်ချင်တဲ့မျိုးနဲ့ဒါပေမဲ့လှတာတော့လှတယ်နော်အဲ့တော့ဗာလဲဆိုတော့ဒီနှစ်ကဲ၃ညရဲ့ပေါင်းနှစ်ပါတဲ့သူ့စီနီယာမဲယူမယ်နှစ်၃၄အဲ့နှစ်၃၄ဆိုတော့ကီးကဒီပြင်မှာထွက်ရမယ်တဲ့နော်အဲ့မှာကျွန်တော်တို့ဗာထွက်သွားတယ်လဲဆိုတဲ့ခါကျတော့၉နှစ်တဲ့၉နှစ်မှာနှစ်တစ်လုံးထိပြီးအောင်ခဲ့ပါတယ်တစ်ခွန်နဲ့တစ်ခွန်မှာတော့ကျွန်တော်တို့မအောင်မအောင်ပြ ကဲနောက်တစ်ပြန်တွက်ပါမယ်9783 9783 9363 9563ခွန်9363ခွန်9363ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ2နဲ့3နဲ့ပေါင်း5 5ကိုစီနံယူရင်6ခွန်960ဆိုတော့ကီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့ဒါအဲ့မှာကျွန်တော်ကြည့်လိုက်မယ်ဆိုရင်ဘာထွက်သွားလဲဆိုတဲ့ခါကျတော့390 ခွန်မှာခွန်တလုံးထိပြီးတော့အောင်ခဲ့ပါတယ်6 8 68မှာလည်းကျွန်တော်6တလုံးထိပြီးတော့ညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့နောက်ဒီပြန်တွက်ပါမယ်3395333ဆိုရင်ညနေပိုင်းမှာမထွက်ခဲ့ပါဘူး4399 4399ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင် 3ရဲ့3ညရဲ့ပေါင်းရမှာမယ်3ရဲ့3ညရဲ့ပေါင်းတော့3စီနီယာယူတော့4 5 3 5ဆိုတော့ကီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတယ်ဆိုရဲ့ခါကြတော့3ညညဟုတ်တယ်သုံးတုံညသုံးတုံညမှာသုံးတုံးထိပြီးအောင်ခဲ့ပါတယ်နှစ်တည်းတဲ့နှစ်တည်းမှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျနော်ကဲနောက်တစ်ပြင်တော့တက်ပါမယ်6 9 6 9 9 9 လေးသုံးတစ်လေး၆ငါးတစ်၆၆ငါးတစ်၆ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်တာပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်၆နဲ့၃နဲ့ပေါင်း၉ပါတဲ့ကိုစီနီယာ U 93 1 93 1ဆိုတော့ဂီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့အခါကျတော့8တဲ့ဟော8မှာတစ်တလုံးထိပြီးအောင်ခဲ့ပါတယ်6လေးတဲ့6လေးမှာလဲ6တလုံးထိပြီးညာအောင်မနဲ့ကောထပ်အောင်မြန်ပါတယ်ဗျာ ဲနောက်တစ်ပြင်တော့တက်ပါမယ်တရှိရှိလေးတရှိရှိလေးရှင်းငါး၅နှစ်ရှင်းငါး၅နှစ်ရှိရှိ6နှစ်ရှိရှိ6နှစ်6နှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်8နဲ့9နဲ့ပေါင်း3ပါတဲ့3 4 5ဆိုတဲ့3 4 5ဆိုရယ်စီနီယံကနန်း3လုံးကဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတယ်လဲဆိုတဲ့အခါကျတော့4 3 9 4 3 9တဲ့4 3 9မှာ4တလုံးထိပြီးအောင်ခဲ့ပါတယ်3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 တုံညတုံညမှာတော့ကျွန်တော်တို့မအောင်ခဲ့ပါအောင်ဗျ။ကဲနောက်တစ်ပြင်တွက်ပါမယ်တင်9 8 6 3 9 8 6 6 9 3 6 9 3 6 9 8 9 6 9 8 9ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်6နဲ့9နဲ့ပေါင်း5ပါတဲ့9ကိုစီနီယာယူ96ခွန်အဲ့တော့96ခွန်ဆိုတဲ့ကီးသုံးတော့ဒီပြင်မှာထွက်ရမယ်တဲ့အဲ့တော့ကျွန်တော်ဗာရေးထွက်သွားတယ်ကြည့်တတ်ရအောင်

စီနီယံယူတော့9 3ည8 9 3ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ပါရထွက်သွားတဲ့ဆိုတဲ့အခါကျတော့3ည5 3ည5တဲ့3ည5မှာ3ည3လုံးထိပြီးအောင်ခဲ့ပါတယ်3 9တဲ့3 9မှာလည်း9လုံးထိပြီးညောင်းမနဲ့ကောထပ်အောင်မြန်ပါတယ်ဗျကဲနောက်တစ်ပြင်တော့တပ်ပါမယ်398 4 398 4 2369 2369 နှစ်ခွန်ရှစ်သုံးရှစ်သုံးဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်နှစ်နဲ့သုံးနဲ့ပေါင်း5 5ကိုစီနီယာယူတော့5 6ခွန်အဲ့တော့5 6ခွန်ဆိုကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့6 6တဲ့မအောင်ပါဘူး6ခွန်နဲ့6ခွန်မှာ6ကောခွန်ကိုထိပြီးတော့အခွေအနေနဲ့အောင်သွားခဲ့ပါတယ်မျိုးတို့ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့အင်္ဂါနေ့အတွက်ကျွန်တော်တို့ဂဏန်းလေးတွေထုတ်လိုက်ရအောင် ကိုငါခွန်လေးကိုငါခွန်လေး4398 4398 2148ဆိုပြီးကျွန်တော်ဒီလိုမျိုးကျွန်တော်တို့ရပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်4နဲ့3ညနဲ့ပေါင်းတော့4ပါတဲ့4ပြီးတော့9 9ပြီးတော့6 4 9 6ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့တော့ကျွန်တော်တို့ထွက်မထွက်ကိုတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ကဲအဲ့တော့ကျွန်တော်တို့ key take လေးတွေနဲ့ခဏလေးညှိရအောင် နက်ဖငါအတွက်ကီးထိတ်ဒီကီးထိတ်ကလေးကတော့ကျွန်တော်နှစ်ရက်ပဲလုပ်ပေးနိုင်ပေမဲ့ကျွန်တော်ပိုက်ပါမှာတော့တော်တော်များများလုပ်ပေးနိုင်တယ်အဲ့ဒါအရေးတော့ပိုက်ပါမှာတော်တော်များအောင်ကြတယ်လေပိုက်ပါလူကြီးသိပါရဲ့နော်ကဲအဲ့တော့မနက်ဖငါအတွက်ကီးထိတ်ကနှစ်လေးကိုတဲ့နှစ်လေးကိုခုနကီးရိုးရိုးက၄၅၆အဲ့တိုင်းဆိုရင်ကျွန်တော်တို့၄တလုံးက ဘိုင်းကစားမလားလို့ကျွန်တော်တို့ကစဉ်းစားရမှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော် break က69 14တဲ့เนาะဒီလေးအဲ့မှာ69ဒီ main break ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကမတူညီတာလေးနှစ်ခုဟိုကတ်မယ်ဗျာเนาะအဲ့တော့နှစ်လေးနှစ်ငါနှစ်ချလေးလေးလေးငါလေးချ ကိုလေးကိုငါကိုချောက်ကိုချောက်ဆိုဒီလိုမျိုးကျွန်တော်တို့ရပါတယ်အဲ့ဒါကိုကျွန်တော်တို့ကမင်းဘရိတ်ကလေးတွေကိုပဲကျွန်တော်ရွေးထုတ်လိုက်မယ်မင်းဘရိတ်ကလေးရွေးထုတ်ရင်နှစ်၄ရယ်၄ရယ်ဒါပဲရှိရပြအဲ့တော့ဒီနှစ်ကွက်ပဲရှိရနှစ်၄နဲ့၄၅เนาะကြိုက်ချင်တော့ ၄လေးနဲ့၄ငါပေါ့နော်အဲ့ဒါ channel လေးတွေကတော့ကျွန်တော်အရင်အနေနဲ့ကစားလို့ရပါတယ်ကဲအဲ့တော့ကျွန်တော်တို့ဟိုပြီးခဲ့တဲ့ဘက်ကနော်အပေါ်အောက်တန်းလေးအပေါ်အောက်တန်းလေးဆိုပြီးခဲ့ဘက်ကတွေ့ပြရဲစာအော်ဒီမှာနော်ပြီးခဲ့ဘက်ကကျွန်တော်တွေ့ပြရတဲ့အပေါ်အောက်တန်းလေးဆိုရင်ဒီမှာပေါ့နော်ကျွန်တော်တို့ပထမဘာထွက်သွားသလဲဆိုတဲ့အခါကျတော့ခွန်လေးတဲ့ခွန်လေးမှာဒီမှာခွန်ဒီမှာလေးဆိုပြီးဒီချိန် ောက်တစ်ခါ၄၃ညဒီမှာ၄၃ညမှာလဲဒီမှာ၄ဒီမှာ၃ညဆိုပြီးတစ်ချိန်နှစ်ချိန်တိတိအောင်ခဲ့ပါလေဗျာနော်သူ့ရဲ့ grand နေအတိုင်းနှစ်ချိန်အောင်ခဲ့တယ်နောက်တစ်ခါမွေးပရိတ်ကလည်းကျွန်တော်တို့ဘာထွက်သွားတယ်ဆိုတဲ့အခါကျတော့ဟိုဟာ၉၈အဲ၉၈ဆိုပြီးခွန်ပရိတ်နောက်၄၈ဆိုပြီး၂ပရိတ်ဆိုပြီးတော့ကျွန်တော်တို့မွေးပရိတ်ကလည်းကျွန်တော်တို့အောင်မြင်သွားခဲ့တယ်နော်အဲ့တော့ကဲဒီကနေ့ကျွန်တော်တို့ဒီတစ်ပတ်အတွက်ကျွန်တော်တန်းလေးပြပါမယ်နော်အဲ့တန်းလေးကတော့အပေါ်တန်းလေးကတော့ ွန်3ည5 3။9အောက်တန်းလေးက9 3ည9ဖြစ်ပါတယ်တဲ့နော်။အဲ့တော့ကျွန်တော်တို့ဒီမှာတော့ခုနဟိုဒီဘောကောင်းနေနဲ့တော့ကိုက်နေတာမရှိသေးဘူးပေါ့နော်။အဲ့တော့ကြိုက်နေတဲ့ရင်လည်းဒီကောင်ပုံမှန်ပဲကစားနေရလို့လည်းဒီကောင်ပုံမှန်ကစားပါပေါ့နော်။ဒီကောင်လေးကတော့ကျွန်တော်တို့ပတ်တိုင်းပတ်တိုင်းပြီးခဲ့တဲ့ဘက်ကဒီချိန်မှထွက်ပြီးတော့ကြံတာလေးမှန်းမြအကုန်လုံး အပတ်တိုင်း2ချိန်3ချိန်4ချိန်5ချိန်ကြီးပဲထွက်တာဗျာနော်အဲပြီးခဲ့တဲ့တပတ်ကျော်တာလေးဒီချိန်နဲ့ထွက်သွားတာမျိုးရှိတယ်နော်ကျန်တာတွေကတော့တော်တော်မှန်နေနီးလေးဖြစ်နေတယ်ဒါကိုလည်းစက်ပြီးကစားနေတဲ့လူတွေဆက်ကစားပါနော်ကဲအဲ့တော့ဒီမှာကျွန်တော်ပေးထားတဲ့ကဏန်းတွေကိုလည်းကြိုက်တဲ့လူတွေကယူကစားမကြိုက်တဲ့လူတွေကတော့ယူမကစားပါနဲ့နော်အဲ့မှာကျွန်တော်တို့ထုတ်ပေးတဲ့ကဏ္ဍမှာမကြိုက်ပါဘူးဆိုရင်ကိုဖါကိုကီးထိတ်ကိုပဲယူကစားကစားကီးကိုပဲယူကစားကစားဗရိတ်ကိုပဲယူကစားကစားကစားကြပါเนาะကျွန်တော်ကတော့ဒါအ ဒီလိုနီးလေးနဲ့ဒီလိုလေးရတယ်ဆိုပြီးကျွန်တော်ကတော့အကြံဉာဏ်ပေးခြင်းပဲဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ရွှေချောင်းသားမှာအဲဒီနေ့ကတော့20လေးကနည်းနည်းကွဲပါတယ်เนาะလွဲပါတယ်အဲ့တော့ရွှေချောင်းသားကိုယူပြီးကစားခြင်းနဲ့လူလည်းရွှေချောင်းသားကကနန်းကိုယူကစားပါရွှေလက်ကြီးကကနန်းကိုပဲကြိုက်တဲ့ဆိုရင်လည်းရွှေလက်ကြီးကိုပဲကစားပါရွှေချောင်းသားကရွှေလက်ကြီးရောနှစ်ခုတလုံးယူကစားမယ်ဆိုရင်တော့ကနန်းနေများပါလိမ့်မယ်เนาะဘာဖြစ်လို့လဲဆိုတော့တစ်ခုနဲ့တစ်ခုကတော့မတူညီဘူးပေါ့เนาะမတူညီဘူးဆိုတာဒီမှာညာဘက်ထွက်ရင်ဟိုမှာမနက်ပိုင်းထွက်မယ်ဟိုမှာမနက်ပိုင်းထွက်ရင်ဒီမှာညာဘက်ထွက်မယ်ဆိုတာလည်းဖြစ်ကောင်းဖြစ်မယ်တို့ဒီမဟုတ်ကျွန်တော်တို့ ဒီမှဒီကကနန်းနဲ့ဟိုကကနန်းနဲ့တူညီနေတာကိုတနေ့လုံးဆွဲသွားတာဟိုထွက်သွားတာမျိုးလည်းဖြစ်ကောင်းဖြစ်မယ်ဒါမှမဟုတ်ရှင်လည်းပေါ့နော်ခုနကျွန်တော်တို့တခုခုကပြက်ချင်နေပြက်မယ်ပေါ့နော်အဲ့တော့မိမိကြိုက်နှစ်တရာဟိုဒါရင်းယူပြီးကစားပါနော်ဘယ်အရာမှကျွန်တော်တို့အမှန်တရားဆိုတော့ပြောလို့မရပါဘူးနော်အားလုံးကကျွန်တော်တို့စိတ်ကူးလေးနဲ့ပုံဖော်ကြခြင်းပဲဖြစ်ပါလေကဲဒီကနေ့တော့ကျွန်တော်ဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးနေတင်ွယ်များရရအောင်ပွဲများဆင်နိုင်ရပါစေလို့ဆုတောင်းပေးရင် ီဗီဒီယိုဖိုင်လေးကိုအဆုံးတက်လိုက်ပါလေဗျာ